အားလုံးပဲမင်္ဂလာပါခင်ဗျာ။နှွေဦးမိသားစုဝင်ပေါင်းတို့ရေနှွေဦး family youtube channel လေးကနေအားလုံးကိုပြန်လဲကြိုဆိုပါတယ်နော်။ဒီကနေ့မှတော့ဗျာဆရာလာတန့်ရဲ့ကဗျာချို့ကိုဖတ်ပြပေးပေးရပါပြီခင်ဗျာ။ကျွန်တော်နဲ့အတူတူလိုက်ပါခံစားနားဆင်ပေးကြပါဦးနော်။ နာမကြံတော်နေရဲ့များပြန်မို့ရအိမ်အစင်တင်သွားဖို့ရတန်နေရအစင်တင် နာဖို့ရခန္ဓာကိုယ်အစင်တင်နာခြင်းပင်လေကိုရွက်လွင့်ပြီးမှပြန်လေရှင်တန်ခြင်းကံကြီးမှာအပန်းပြေရမှာလားဒါမှမဟုတ်တေခြင်းကျွန်းစုမှာစိုက်ကဲရမှာလား လုံးလုံးစင်မှာစိတ်တက်ကဘလို့ရှိပါသလဲရုပ်ကသာဆင်းရုံပေါ်မှာစိတ်ကဘရောဝိဇက်ခုံပေါ်ရောက်နေရုပ်ကသာလူနာကလင်ပေါ်မှာစိတ်ကတိတ်အမင်ရင်ပြင်ရောက်နေရုပ်ကသာအိယာပေါ်မှာစိတ်ကကားပေါ်ပါရဲ့စာအုပ်ထဲမှာရုပ်ကသာပြိုလဲကြနေ ိတ်ကလွတ်လပ်ရေးကြောက်တိုင်လိုမာမာမတ်မတ်မဟုတ်တိုင်ငါကျုံမပြတ်သေးသည်၍ကျွန်တော်မှာတတ်တိရှိပါတယ်လာတန်ဘယ်တော့မှမမေ့ဘူးမမေ့ဘူးဘယ်တော့မှမမေ့ဘူးခဏလောက်ခေါ်သွားပါရစေစစ်စစ်ပြင်ပြန်ပို့ပေးမယ် အဲ့ဒီညကိုဘယ်တော့မှမမေ့ဘူးမြို့တကြီးကိုမြင်းလုံးနဲ့လိတ်ခံခဲ့ရတာကိုဘယ်တော့မှမမေ့ဘူးပလတ်စတစ်အိတ်ကြီးဆိုပြီးဘယ်ပြန်ညာပြန်ပရိုက်ခံခဲ့ရတာကိုဘယ်တော့မှမမေ့ဘူးအိမ်နာထဲမှာဘီယာဘူးကွန်စုပ်လေးနဲ့အိမ်နာသုံးရီကိုခိုးတောက်ခဲ့ရတာကိုဘယ်တော့မှမမေ့ဘူး စားထားတဲ့သမင်တောင်းလိုက်အန်ထွက်လာအောင်ရင်ဝဖနှောင်းနဲ့ပေါက်ခံခဲ့ရတာကိုဘယ်တော့မှမမေ့ဘူးတမန်တလင်းပေါ်မှာတရိတ်ဆန်တကောင်လိုနေခဲ့ရတဲ့ရေကန်ကာလ18ရက်ကိုဘယ်တော့မှမမေ့ဘူးအဖေခံစားခဲ့ရတဲ့စိတ်တော့ကဒုက္ခတွေကိုဘယ်တော့မှမမေ့ဘူး အမေကြခဲ့ရတဲ့မျက်ရည်ပေါက်ကြီးငယ်တွေကိုဘယ်တော့မှမမေ့ဘူးဖယုတ်ဖယက်ပြစ်ခဲ့ရတဲ့ငါရဲ့မိသားစုဘဝကိုဘယ်တော့မှမမေ့ဘူးနေ့စဉ်နဲ့အမျှလူအခွင့်ရေချိုးဖောက်ခံခဲ့ရတဲ့နှစ်ကာလများကိုဘယ်တော့မှမမေ့ဘူးပြာစရာလာတဲ့